ကျွန်တော်ခေါ်တဲ့ Facebook page မှာခေဆိုးစနေဆိုးအောက်ကရင်းလိုက်ရတဲ့ဘဝတွေဆိုတဲ့စောင်းပါတို့လေးကိုဖတ်ပြမှာဖြစ်ပါတယ်။တခုပြောတခုအဖေမောင်းတဲ့ဂုံကားနဲ့ပွဲရုံမှာစိတ်သွားတယ်ဘအစော်ကြီးအိပ်ရထလာတဲ့ကျွန်တော်မှာတခုတခုဆိုတဲ့အတန်ကိုကြားလိုက်တော့ချက်ချင်းကိုမျက်လုံးတွေပြူးကျဲသွားတယ် တကယ်တော့ကျွန်တော်တို့ရက်ဘက်ကတခိုးဝင်မှုမလွယ်ဘူးရက်ဘက်ကလုံကြီးတယ်နောက်ပြီးရက်ဘက်နောက်ကမစုံအောင်ချောင်းလဲရှိနေတာဆိုတော့တကယ်တမ်းတခိုးဝင်ရက်ဘက်ထိတ်ကပဲစောင့်ရေးဖမ်းတာနဲ့အဲတခိုးကလုံအောင်ပြေမလွယ်တော့ဘူးဒါကြောင့်လဲရက်ဘက်ထဲဘယ်တခိုးမှလာမကွဲကြဘူးဒီလိုတခိုးကြောက်တဲ့ရက်ဘက်ထဲမှာ မနက်အစောကြီးတခိုးတခိုးဆိုတဲ့အတန်းကိုကြားတော့ထုံးစံအတိုင်းလူနေတဲ့ကျွန်တော်ရက်ွက်ထဲကအုံနဲ့ကျင်းနဲ့ထွက်လာကြတော့တာပေါ့တခိုးပဲမှလဲတခိုးပဲမှလဲတခိုးပဲမှလဲဆိုတော့ကန္နာလာဘက်ကိုပြေးသွားတယ်တဲ့အဲ့ဒီစကားကိုကြားမိတော့ကျွန်တော်တွေးမိတာအဲ့ဒီတခိုးကဒီနာဘက်ဝန်ကြီးကတခိုးမဖြစ်နိုင်ဘူးဆိုတာပဲ ဘာကြောင့်လဲဆိုတော့တခုကသူ့နောက်ကလိုက်လာတဲ့သူတွေမမိအောင်ဝင်ပြေးလာတာတဖက်ဖက်ဖြစ်နေတဲ့ကျွန်တော်ရက်ွက်ထဲကိုပြေးလာဖြစ်တဲ့အပြင်ဘဇတော်ချောင်းရှိတဲ့ကန္နာလန်ဘက်ကိုပြေးလာဆိုတော့ဒီတခုကတကယ်ကိုမှရက်ွက်အထာနာမည်အထာမကြွန်းကျင်တဲ့တခုဆိုတာသိကြနေပြီလွတ်ဖို့လည်းမလွယ်တော့ရေကူးတာမှပဲလွတ်မယ်ဒါတော့ ကန္နာမှာလေသမားတွေတွေ့လုံးဝမဟုတ်သေးဘူးဒီလိုနဲ့ကန္နာကိုရောက်တော့လှေစိတ်မှာလူတွေကအုံနေပြီတခါကဘယ်ရောက်သွားတာလဲဆိုတော့ချောင်းထဲကိုဆင်းပြေးသွားတယ်လှေစိတ်မှာတာမန်တွေလည်းမရှိခါနဲ့ကြောက်ချနေကြလှေတွေလည်းမရှိတော့ချောင်းထဲဆင်းပြေးတဲ့တခါကိုဘယ်သူကမှလိုက်အောင်ဖမ်းနိုင်မနက်ပိုင်းဆိုရင် ။မနက်9:00 6:00နာရီလောက်ဆိုတော့ရေကလည်းတက်နေတာ။ကန်နဟူဒီတောင်ရောက်နေတယ်။တခို့ကိုကြည့်တော့ဖြည်းဖြည်းချင်းပဲရေထဲမှာတရွေ့ရွေ့သွားနေတာကိုတွေ့ရတယ်။အဲ့ဒီအချိန်မှာပဲယုတ်ဒီအစိတ်ကူမိတာကဒီတခို့ကြောက်ကြောက်လန့်လန့်ရေထဲဆင်းနေတာ။သူ့ပဲအစ်လွတ်အောင်ကူးနိုင်မယ်ဆိုတာပါ။ချောင်းဝင်းနာမွေးပြီးချောင်းရည်ရဲ့ဆင်းကိုရေကူးတတ်တဲ့ကျွန်တော်ကလူတယောက်တကယ်ရေကူးချောင်းရင်တာလား တော်ရုံလောက်ပဲကူးရတယ်လားဆိုတာကြည်နေရလဲသိပါတယ်။ဘာကြောင့်လဲဆိုတော့ရေထဲဆဲပြေးသွားတဲ့တကူကဝယုံသုံးကားနဲ့ကြောက်လန့်တကားကူးနေတာ။ရေကိုတကယ်ကြောက်ကြောက်ကြည့်ရင်ညီကူးရတယ်လို့မဟုတ်ဘူး။အဲ့ဒီချိန်မှာပဲဟာလုံးရအောင်ကဟိုမှာရင်းနေနေပြီထင်တယ်။လှမ်းကြည့်တော့ဟုတ်ပါလေ။ကြောက်ကြောက်လန့်လန့်နဲ့ရေထဲဆဲပြေးတဲ့တကူ မောဖောင်နေတာလားကြွတ်တက်နေရလားမသိဘူးရေထဲမှာရက်ကန်ရက်ကန်နဲ့နေလိုက်မြုပ်လိုက်နဲ့ဖြစ်နေပြီဒီချိန်မှာပဲခုနကတခုအတွင်းဖန်းအဲ့ကောင်စကားပုံပဲဆိုတော့ကျုံကလူကြီးကချက်ချင်းပဲပေါ်ကြတယ်ဟဲ့ကောင်လေးကန်းစားကိုပြန်ကူးလာခဲ့နေကောင်ကတော့ဘာမှမလုပ်ဘူးမကြောက်နဲ့မကြောက်နဲ့ဆိုပြီးအော်နေကြတယ် လူအုပ်ကြီးကသာဩနေတာရင်းနေတဲ့သူကသူ့ရဲ့ဇောနဲ့ဘာမှကြားမယ်မထင်ဘူးသူ့ကိုသွားကိုကယ်ရအောင်လဲဒီနေ့အကြမှာလေရောတန်ပန်ရောမရှိကြဘူးကျွန်တော်တို့ကလည်းရေခုရတဲ့ဆိုပေမဲ့အခုလိုရေတက်ပြီးရေစီးချမ်းနေတဲ့အချိန်ရင်းနေသူကိုအစင်ကယ်ရအောင်တတိမရှိဘူး ဒီလိုယင်းနေသူကိုသွားခံရင်ယင်းနေသူရောကဲသူပါတည်ကြတဲ့တာရကလည်းရှေ့မှာရှိကြတာဆိုတော့ဘယ်သူကမှဆင်းမခံရဘူးဒီလိုနဲ့ပဲရေထဲဆင်းပြီးသွားတဲ့တဘောကကျွန်တော်တို့မျက်စိရှေ့ပါလေမယ်ယင်းနေပြီမြုပ်သွားတာကိုမြင်လိုက်ရတယ်ကျွန်တော်တော့ဘယ်တော့မှမေ့လို့မရတဲ့မနက်ကလေးတစ်ခုပါ တခိုးဖြစ်ဖြစ်လူစိုးဖြစ်ဖြစ်ကိုယ့်ချိန်မှာလူတယောက်လုံးတည်ဆုံးသွားတာကိုမြင်လိုက်ရတဲ့ခံစားချက်ကြီးကတကယ်ကိုအိမ်မဆွေမနေရတယ်လို့ပဲဒီလိုနဲ့ကဲနာမှာလူတွေစု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 နဲ့ရင်းနဲ့တွားတဲ့သူပြန်ပေါ်လာမလားစောင့်နေရင်အချိန်နေတာကုန်သွားတယ်ရင်းနဲ့တွားတဲ့သူကတော့ပြန်ပေါ်မလာတော့သူပဲသူလဲ သူဘသူသားလဲသူ့မှာအိမ်တော်ရှိလားကလေးတွေရှိလားခိုးတဲ့အလုပ်မလုပ်ခင်သူကအရင်ဘာတွေမျက်လုံးခဲ့တယ်လဲစသဖြင့်ကျွန်တော်ကောင်းတိုင်းမှာအတွေ့အကြုံများစွာနဲ့ရှင်နေတော်တဲ့သူတယောက်ချောင်းတွင်နေမိတယ်အဓိကအသက်ဆုံးရှုံးသွားတာကိုမပြောတာပါဒီလိုတွေးရင်လည်းမမျောလို့မဆုံးဖြစ်နေတော့ ဖေကတကူလိုက်ဖန်ကြတဲ့သူတွေကိုဒီကောင်ဘာခိုးလိုက်ခါကြတာလဲဆိုပြီးသွားမိတယ်ဒီတော့မှတိလိုက်ရတာကကံမောသားမှာအရှိတ်မှာတန်ချောင်းတွေနဲ့လှုပ်ထားတဲ့မြောင်းအဖုံးရှိတယ်အဲ့ဒီမြောင်းအဖုံးတွေကို အခုတည်သွားတဲ့သူကဖြုတ်ခိုးနေတော့ဘန်လုံးကြိုးကြီးကတွေ့လိုက်တော့လိုက်ဖန်နေတဲ့အတွက်ကြောက်လန့်ပြီးထွက်ပြေးရတာကနေအခုလိုချောင်းထဲမှာရင်းနေသေးတာတဲ့ သူနဲ့ဘယ်သူပါသေးလဲဆိုတော့ဘသူမှမပါတယောက်တည်းလာတာအဖွဲ့တွေပါတယ်လေရှိမပုံပေါ်ပါဘူးနောက်ပြီးသူ့ပုံစံကတကူးပုံလည်းမပေါက်ပြန်ဘူးလူကြီးတမ်းပဲကြည်ရတာတခုခုကြံရမရလို့လွယ်လာလေးကောက်ဖြုံပြီးပြန်အောင်စားဖို့ကြံတဲ့ပုံပါပဲဒီလိုကြားလိုက်တော့ ျွန်တော်ရေဘက်ထဲမှာစို့ပြီးတက်သွားတယ်တန်းနဲ့လှုပ်ထားတဲ့အများဘုံတွေဘလောက်တန်းပါလဲကလားဆိုင်မှာသွားရောက်ရင်တပိဒါဘလောက်ရပါလဲတနေ့ကုန်မနေ့ညထမင်းစောက်လို့တော့ရရင်ရမယ်ထမင်းတနက်ဘောဘလလင်းနဲ့ကောင်းကောင်းစားလို့ရရင်ရမယ်ဗျာချမ်းသာတော့မှာတော့မဟုတ်ဘူး ါပဲမဲ့ဒီလိုထမင်းတနတ်အတွက်သူ့အသက်ပါပေးလိုက်ရတယ်ကျွန်တော်သူ့ကိုမသိဘူးမြင်လဲမမြင်ဘူးဒါပဲမဲ့ကျွန်တော်ဝမ်းနေမိတယ်ကျွန်တော်အပေဆိုရင်လဲဟာကွာခြာတဲ့ရထမင်းတနတ်စားဖို့ဒါမျိုးရင်းလိုက်ရလားကွာဆိုပြီးစောက်ရတတ်တတ်ဖြစ်တယ်လို့ကျွန်တော်လဲမျက်ရည်တွေပါးတွေဝဲတက်လာတယ် အကယ်၍တည်သွားတဲ့သူကဒီလောက်ကိုမလုပ်ခင်လူကောင်းတဲ့အောင်များဖြစ်ခဲ့လေမလားဒီလိုလူတယောက်ကဒါကိုခိုးတဲ့အခါတည်မဲဆိုတာကိုသိဝင်ရရင်ဘလောက်များကောင်းလဲဒါဆိုသူခိုးမှာမဟုတ်စသဖြင့်ကျွန်တော်အတွေးတွေလည်းမဆုံးတော့ဘူးတည်ကြတာတစ်ခုကတော့တည်သွားတဲ့သူဒီဘက်ဝင်ခြင်းဒီနီးနားကလည်းမဟုတ်သလို မြဲတမ်းခိုးနေကြတဲ့ခိုးတယောက်လည်းမဟုတ်ဘူးဆိုတာသိကြပဲဒီနေ့ဒါရင်ဆိုင်ရမယ့်သူ့အခက်အခဲတစ်ခုခု အကြောင်းပြချက်တစ်ခုခုကြောင့်သာအခုလိုမြောင်းဖုံးကိုဖြုတ်ခိုးရင်လူတွေ့သွားတဲ့အတွက်ဖမ်းခံရမှကြောက်ပြီးထွက်ပြေးရကလည်းလမ်းမတည်ပဲကျွန်တော်ရဲ့ကွက်ထဲရောက်လာရင်အခုလိုကန်ဆိုးသွားရတာပါပဲဒီဖြစ်ပျက်ကလွန်ခဲ့တဲ့2005 2006လောက်ကဖြစ်တာဆိုတော့အခုဆို နှစ်20လောက်ရှိပြီဒီကြောင့်ကျွန်တော်တခါမှမရေးပြခဲ့ဘူးဒါပေမဲ့တနေ့မှာတော့ကျွန်တော်ဒီကြောင့်ဘာလို့ရေးပြတာလဲဆိုရင်လွန်ခဲ့တဲ့ရက်သက်ပတ်တစ်ခုမှာစမ်းကြောင်းရဲ့တိုက်ခန်းတစ်ခုအမျိုးသမီးတစ်ခုကဝယ်ပြီးပစ္စည်းခိုးတယ်ဒါကိုလူတွေကမြင်တော့ဝိုင်းမန်းကြတယ်ကထိုအမျိုးသမီးကနောက်ပြေးမိဖို့ကြောင့်ဗရင်းပေါက်ကနေခုန်ချသွားတယ် ူဒါမျိုးခုံချပြီးပြေးဖို့လုပ်တော့အောင်မြင်တော့သူ့ကိုဝိုင်းဖမ်းတဲ့လူတွေကတားကြတယ်မခုံချနဲ့ခုံချရင်ဒေသွားလိမ့်မယ်ဆိုပြီးတားကြပြီမယ်အဖမ်းခံရမှကြောက်တဲ့ထိုးမျိုးသမီးကတကယ်ကြီးကိုခုံချသွားတယ်သူခုံချတဲ့အမြင်ကလေးလွာစဉ်းစားတာကြည့်တော့ကျမ်းမာရေးလိုက်စားပြီးဂျောမဆော့တဲ့သူကခုံချအောင်မလုပ်တဲ့အမြင်တစ်ခုပါလေ တာမန်မျိုးသမီးတူကသူ့အသက်တင်ပါကိုတည်လျက်နေခုံချသွားလားဆိုတော့သူအဖမ်းခံရမှာကိုကြောင်းနေလို့ပဲတကယ်တော့ဝါရင်တပိုင်းရဲ့သခိုးတွေကနေရာတကာဝင်ခုံးပြီလို့မိရင်ဘယ်တော့မှသူတို့အသက်ကိုအသေးခံမပြေးဘူးလွတ်အောင်တော့ပြေးမယ်ပြေးလို့မလို့ရင်လိုက်ဖန်တဲ့သူတွေကိုပြန်ပြီးတိုက်ခိုက်မယ်နောက်ဆုံးမရတော့မှသာအဖမ်းခံနိုင်တယ် တို့အသက်သေးသွားမယ်အချိန်တို့ဒီကောင်တွေဘယ်တော့မှမလုပ်ဘူးဒီကောင်တွေကအဖမ်းခံရတာရိုးနေသလိုထောင်ကြရတာရိုက်နေခံရလဲမဆန်းတော့ဘူးဒါပေမဲ့တခိုးပါမဝရတဲ့သူတွေခိုးနေကြမဟုတ်တဲ့သူတွေအတွက်တော့အဖမ်းခံရမှာအရိုက်ခံရမှာထောင်ကြကြမှာကြောက်တဲ့အတွက်အခုလိုလုံမြောက်ဖို့ရလုံပြီးလုံရအောင်လုံကြရင်ဒီလိုမျိုးအသက်တွေသေးတဲ့အထိ ရှိကုန်ကြတာပါပဲတကယ်တော့အခုလက်ရှိတခိုးလုပ်ကိုလုံနေကြတဲ့သူတွေတချို့ကတချင်းကဓာမျိုးလုံကြတဲ့သူတွေမဟုတ်ပဲမတတ်တာတဲ့အစုံကြံမိကြံကြံရင်အလွယ်ရမလားဆိုတဲ့စိတ်နဲ့တခိုးမဖြစ်ချင်ပဲဖြစ်လာကြတဲ့သူတွေဖြစ်နေတာကိုလည်းမြင်နေရတယ်ဒါဘာကြောင့်လဲဆိုတော့ ဖြေကိုရှာတော့တိုင်းရင်မှာလူလူကဆင်းရဲမွဲတယ်ပြီးချက်တဲလာကြပြီဆိုတာသွားတွေ့တယ်ရှေးပေါ်စီလူတန်းသားတချို့ပျော်ပါတောက်စားနေကြတဲ့ကျွန်တော်နိုင်ငံရဲ့အဓိကမြို့တော်တွေဖြစ်တဲ့ရန်ကုန်နဲ့မန္တလေးမြို့တွေမှာတော့ပြည်သူ90 80ရာခိုင်နှုန်းလောက်ကချက်တဲပြီးခက်ခဲနေကြတယ်လို့နေ့စဉ်ဖြစ်နေတဲ့အမှုကိန်းတွေနဲ့ နေ့စဉ်ပြည်စားဖြစ်ကုန်ကြတဲ့အမျိုးပေါင်းသမီးလေးတွေလည်းအများကြီးပဲရှိပါလေခမရတို့ကျွန်တော်ပြောတာမဟုတ်ရင်တရုတ်ပြည်နယ်စပ်ကိုပဲသွားကြည့်ဗျာပြည်စားနဲ့တရုတ်မင်းအားဖြစ်သွားတဲ့အရွယ်ကောင်းမြန်မာအမျိုးသမီးဒုနဲ့တေးပဲဒါတွေဟာနေ့စဉ်ဖြစ်နေတာနေ့စဉ်ကိုဖြစ်နေတာဒါပေမဲ့ဒီကိစ္စတွေကိုကျွန်တော်တို့သိလျက်မြင်လျက် ကြားလျက်နဲ့ဘာမှမကူညီပေးနိုင်ဘူးဒီလူတွေရဲ့ဘဝကိုမကယ်တင်ပေးနိုင်ဘူးဘာကြောင့်လဲကျွန်တော်တို့ကိုယ်တိုင်ဒီခေတ်ဆိုးစနစ်ဆိုးကြီးရဲ့အောက်မှာတားကောင်းနေဖြစ်နေလို့ပဲကျွန်တော်တို့မှာရွေးချယ်စရာလမ်းမျိုးမရှိတော့ဒီလိုအခက်အခဲတွေဒီလိုဘဝတွေကိုကယ်တင်နိုင်မဲ့လွတ်မြောက်ရလမ်းဆိုတာတစ်ခုပဲရှိတယ်အဲ့ဒါပါ 几多人伊后面母爱，赛